ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားကိုမေလ3ရက်နေ့ကရန်ကုန်မြို့ကုန်းတယ်လန်းရှိမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးမှကျင်းပခဲ့ပါတယ်။အခမ်းအနားမှာကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့နဲ့သက်ဆိုင်တဲ့အကြောင်းအရာများမြန်မာနိုင်ငံသတင်းမီဒီယာနဲ့သတင်းလွတ်လပ်ခွင့်အကြောင်းအရာများကိုဆွေးနွေးပြကြားခဲ့တာဖြစ်ပါတယ်။သတင်းပြေဆုံးကိုရန်ကုန်သတင်းဌာနခွဲကအခုလိုပေးပို့ထားပါသေးရှင်။ယခုနှစ်ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားကို နေပညာမြန်မာလာသောကဘာသစ်တွင်သတင်းထုတ်ပြန်ခြင်းသတင်းမီဒီယာနှင့်သတင်းလွတ်လပ်ခွင့်အပေါ်ရှိညာရီတူ AI တက်ရောက်မှုဟူသောဆောင်ပုဖြင့်ကျင်းပတာဖြစ်တယ်လို့သိရပါဗျ။ကဘာအနှံ့ပေါ်နိုင်ငံစုံမှကျင်းပလိရှိပါတယ်။တကယ်ကဘာနဲ့ဆိုင်တဲ့ဒီလိုမျိုးဌာနကြီးကတော့ Belgium နိုင်ငံ Brazil မြို့မှာကျင်းပမှာဖြစ်ပါတယ်။ကျွန်တော်တို့ကတော့လေကျွန်တော်တို့နိုင်ငံမှာဒီခန်းနာကိုအစင်လာမပြည့်ကုလိုကျင်းပတာဖြစ်ပါတယ်။ဒီတပုတ်ကိုစရေးသားတဲ့ဆိုတွေက သတင်းဖြစ်စဉ်အပြင်ဒီသတင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်ခံအကြောင်းတွေဆို data တွေမှာအများကြီးရှိတယ်တကယ် true facts တွေကိုရှာဖွေရတာမှာမြန်နာပေါ့ဗျာ AI နည်းပညာနဲ့အခုညင်းဆိုမြန်နေမြန်မြန်ဆန်ဆန်တိဖြတ်ရေးသားနိုင်တော့ဗောနော်ဒါအပြင် AI based writing tool ဆိုခေါ်တဲ့အဲ့ application တွေကရိယာအသုံးဆောင်တွေအဲ့ဒီကိုတုံးပြီးတော့သတင်းတွေကိုပုံမထီအောင်စွာရေးသားနိုင်တယ်မှန်ကန်တဲ့သတင်းတွေဟုတ်မဟုတ်စစ်ဆေးနိုင်တာဗော နောက်တစ်ခုကလည်းဒီသတင်းသမားတွေအတွက်ကျွန်တော် cyber threats ကနေပြီးတော့ကာကွယ်နိုင်မှုအတွက် AI based monitoring system နဲ့အသုံးပြုတာဒီလည်းရှိပါတယ်ဘာသာပြန်တဲ့နည်းပညာမှလည်း AI application တွေသုံးလို့ရှိရင်ပို့ပြီးတော့မြန်ဆန်လွယ်ကူတာဖြစ်ပါတယ်နောက် design လုပ်တဲ့နေရာတွေမှာလည်း AI နည်းပညာလည်းသုံးရင်ထိရောက်ပါတယ်ချို့နိုင်ငံတွေမှာဆိုရင်လည်းကျွန်တော်တို့နိုင်ငံမှာလည်းဟိုစံသက်နေတယ်လို့သိရပါတယ် ဒီ AI နဲ့ပတ်သက်လို့သတင်းတင်ဆက်မှုတွေ AI presenter တွေအဲသုံးနာမျိုးတွေလည်းရှိပါတယ်ဒီ AI ဝင်သတင်းမီဒီယာကဏ္ဍမှာအများကြီးအသုံးချနိုင်ပါတယ်ဒါပေမဲ့တခြားသတိပြုစရာလေးလည်းရှိတာပေါ့နော် AI နဲ့သုံးတဲ့အခါမှာသတင်းလွတ်လပ်ခွင့်နဲ့သတင်းမှန်ကန်မှုတွေကိုကျွန်တော်စင်ခေါ်မှုကြီးကြီးမားမားဖြစ်ပေါ်စေနိုင်တာကိုလည်းအဲသတိပြုမိပါတယ် AI နဲ့ဖန်တီးတဲ့အချက်လက်အမှားတွေလှည့်ပြားတဲ့သတင်းတူတွေဖြစ်ပေါ်တတ်ပါတယ်ဖြစ်ပေါ်နိုင်ပါတယ်ဒီ AI အခြေပြုပြီးတော့ အကြောင်းအရာစီစစ်ခြင်းစနစ်တွေမှာပဲလိုက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။သတင်းသမားတွေရဲ့သတင်းယူတဲ့နေရာမှာသူတို့ရဲ့ဒီသွားလာလှုပ်ရှားမှုတွေကိုလည်း AI ပညာနဲ့သိရှိနိုင်တယ်။သိရှိနေဆိုရင်သူတို့ရဲ့လွတ်လပ်ခွင့်မှလည်းသွားပြီးတော့အတိုင်းအတာတစ်ခုတော့အနည်းငယ်လေးတော့ဟိုအတိုင်းအတာအနောက်ရှက်သဘောလေးတော့ရှိတာပေါ့။သို့တော်လည်းဒါကနှစ်ဘက်ချင်းချင်းပြီးတော့မှဒါတွေကိုဆောင်ရွက်ရမယ့်သဘောရှိတော့ပြောမယ်ဆိုရင်ဒါကိုလည်း discuss လုပ်ကြမှာပေါ့ဆွေးနွေးကြမှာပေါ့ကမ္ဘာနဲ့အနှံ့ အေးအန်ဒီဘက်ခင်မှာမှခစ်စားလာတော့တို့တို့ဒီပௌရိကလွတ်လပ်ခွင့်ကိုလည်းတိတ်ပြီးမထိခိုက်အောင်လည်းချင့်ကြင်ပြီးဆောင်ရွက်ဖို့လိုပါတယ်ဒါလေးတော့ပြောချင်ပါတယ်ပြည်သူများအနေနဲ့သတင်းတူသတင်းမားများကိုရှောင်ရှားတက်ပြီးချင့်ကြင်သုံးဆွဲတက်စေရန်သတင်းမီဒီယာများအနေနဲ့လည်းသတင်းလွတ်လပ်ခွင့်နဲ့တာဝန်သိမှုကိုဟန့်ချက်ညီညီအသုံးချပြီးပြည်သူလူထုအကျိုးစီးပွားအတွက်အပြုသဘောဆောင်သည့်သတင်းမှန်များကိုပေးကား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့သိရပါပါတယ်ရှင်။